မိမကယောက်ျားကိုဆွဲဆောင်နိုင်တဲ့အချက်၈ချက်ဘုမုံရဲ့ဓမ္မမိတ်ဆွေတွေကတော့မဟုတ်ပါဘူးအပြင်မှာရှိတဲ့ကောင်းလေးတယောက်ကဘုမုံကိုလာမေးတယ်ဘုမုံနဲ့တပည့်တော်စောကြည့်ပဲဖြစ်ချင်တယ်တဲ့ကောင်းမလေးတွေကိုဘလို့ဆွဲဆောင်ရမလဲလို့သူကလည်းကြံကြံဖန်ဖန်လာမေးတယ်ဗျလာမေးတာနဲ့ပဲဘုမုံလည်းကိုဖတ်ထားတဲ့ကျမ်းဂန်တွေထဲမှာပါတဲ့အချက်၈ချက်ကိုသူ့ကိုပြောပြလိုက်ပါတယ် ဲ့ဒီအချက်ရှိချက်ကပါလေလို့ဆိုတော့နံပါတ်1ကတဲ့ငိုကြွေးခြင်းနဲ့နှောင်ဖွဲ့တယ်တဲ့မျက်ရည်ခြူပြီးတော့လည်းပဲအဲအမျိုးသားတွေကအမျိုးသမီးတွေကိုနှောင်ဖွဲ့တယ်လို့အမျိုးသမီးတွေကလည်းအမျိုးသားကိုမျက်ရည်ခြူပြီးတော့မှနှောင်ဖွဲ့တာတွေလည်းပဲရှိပါတယ်တဲ့နောက်နံပါတ်2ကပြုံးရည်ခြင်းဖြင့်နှောင်ဖွဲ့ခြင်းတဲ့ဟိုအမျိုးသားတွေကလည်းဗျာအမျိုးသမီးကိုပြုံးပြီးတော့မမေ့နိုင် လောက်တဲ့အပြုံးမျိုးနဲ့ ဆွဲဆောင်မှုလုပ်ကြတယ်လို့အမျိုးသမီးတွေဘက်ကလည်းပဲအမျိုးသားတွေကိုအဲ့ဒီပြုံးလိုက်တဲ့အပြုံးလေးကိုမမေ့နိုင်အောင်လို့မြူဆွဲကြတယ်ဖြားယောင်းကြတယ်သွေးဆောင်ကြတယ်ဆွဲဆောင်ကြတယ်ပေါ့ဗျာနံပါတ်3ချက်ကတော့စကားပြောခြင်းနဲ့လည်းနောင်ဖွဲ့တယ်တချို့ကောင်လေးတွေကစကားပြောအလွန်ကောင်းတယ်တော်ကီကောင်းတယ်ပေါ့ဗျာသူနဲ့ပြောပြီးပြီဆိုရင်ကောင်မလေးတွေကသူစကားပဲနားထောင်ခြင်းတယ်သူစကားကနေရုံမထနိုင်တော့ဘူးပေါ့ ယုံစားမိတာပေါ့ဗျာဒီမင်းကလေးတွေဘက်ကဆိုရင်လည်းထို့ပါပဲတချို့မင်းကလေးတွေကအပြောကောင်းတယ်တချွဲကောင်းတယ်အဲဒီလိုမင်းကလေးတွေဆိုရင်လည်းဆွဲဆောင်မှုအားကောင်းပါတယ်တဲ့နောက်နံပါတ်၄ကတော့အသွင်အပြင်အမှုရာဖြင့်အနှောင်ဖွဲ့ခြင်းတဲ့ကိုယ့်ရဲ့ဝတ်စားစင်ရင်ပုံကိုယ့်ရဲ့အသွင်အပြင်နဲ့လည်းပဲကောင်းလေးတွေကကောင်းမလေးတွေကိုဆွဲဆောင်မှုရှိတယ်လို့ကောင်းမလေးတွေကလည်းပဲ ဒီအဝစားဆင်ရမှုတွေကိုတော့ပြင်ဆင်ပြီးတော့မှလည်းကောင်းလေးတွေကိုဆွဲဆောင်မှုတွေလုပ်ကြပါတယ်တဲ့နောက်နံပါတ်5ကပန်းတစ်သီးစသောပစ္စည်းများပြင်နှောင်ဖွဲ့ခြင်းတဲ့ကျူကလည်းပန်းလေးတွေပေးတယ်နှောင်ဖွဲ့တယ်အဲဆွဲဆောင်တယ်အဲကောင်းလေးတွေကလည်းပန်းတစ်သီးစတာလေးတွေပေးပြီးတော့မှနှောင်ဖွဲ့တယ်မိခိတွေဘက်ကလည်းပဲကောင်းလေးတွေကိုပန်းလေးတွေတစ်သီးလေးတွေဒီလိုပေးပြီးတော့မှလည်းပဲနှောင်ဖွဲ့တာတွေဆွဲဆောင်တာတွေရှိပါတယ်တဲ့နောက်နံပါတ်5က ကန္နာယုံနဲ့နောင်ဖွဲ့ခြင်းကန္နာယုံဆိုတော့အနှံ့ပေါ့ဗျာနော်အဲကောင်းလေးတွေဆိုရင်လည်းပဲကောင်းမလေးတွေရှိသွားတော့မယ်ဆိုရင်တဏ္ဍာကလိမ့်သွားတယ်အနှံ့ပါတဲ့ရင်မွေးတွေကိုဆွတ်သွားတယ်ကောင်းမလေးတွေဆိုရင်လည်းထိုးတုပ်ပဲအဲကောင်းလေးနဲ့တွေ့ရတော့မယ်ဆိုရင်အမွေးဆုံးအတန့်ဆုံးအပြန့်ဆုံးဆိုတဲ့ဟာတွေကိုနော်ဖြန်းပြီးတော့မှသွားကြတာဖြစ်ပါတယ်ဒါကြောင့်မို့ကန္နာယုံနဲ့လည်းပဲဆော့ကြည့်အောင်လုပ်လို့ရတယ်ဘဲကြည့်အောင်လုပ်လို့ရပါတယ်နံပါတ်9ကယတာယုံနဲ့ နောင်ဖွဲ့ခြင်းတဲ့အရသာကတော့ဘလို့အရသာလဲတော့မသိဘူးပေါ့နော်အရသာနဲ့လည်းပဲနောင်ဖွဲ့လို့ရပါတယ်ဆွဲဆောင်လို့ရပါတယ်တဲ့နောက်နံပါတ်၈ကတော့အဲဖောတပါယုံနဲ့နောင်ဖွဲ့ခြင်းဖောတပါယုံဆိုတာအတွေ့အထိပေါ့ဗျာနော်တယောက်နဲ့တယောက်တွေ့ပြီးကြည့်ပြီးပြီးဆိုရင်အဲ့ဒီအတွေ့အထိကနေရုံမထွက်နိုင်လို့မားကြတာလည်းပဲအများကြီးရှိပါတယ်နော်အဲ့တော့တွေ့ကြည့်ပြီးပြီးဆိုရင်တော့ဗောဒီကောင်းလေးတွေဆိုရင်လည်း ကောင်မလေးတွေလက်ကနေရုံးမထွက်နိုင်တော့သလိုကောင်မလေးတွေဆိုရင်လည်းကောင်လေးတွေရှေ့ကနေပြေးမထွက်နိုင်တော့ပါဘူးတဲ့ဒီအချက်၈ချက်ကိုဟိုတခုချင်းစီလုပ်မယ်ဆိုရင်တော့ဆွဲဆောင်လို့ရပါတယ်ဆော့ချီဖေးဖြစ်နိုင်ပါတယ်လို့ဘုံဘုံကအဲ့ဒါပြောပြလိုက်ပါတယ်เนาะအဲ့ဒါပြောပြလိုက်ပါတယ်ပေါ့ကျေးဇူးတင်ပါတယ်ခင်ဗျာ